္ဂလာပါရှင်ကျမကတော့ချေချိုဆမ်းပါ DPPO မြန်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမြန်မာပြည်တွင်းအင်အားပြည့်ငလင်ဘေးတင်ဒေသတွေမှာလူပေါင်း၁၆.၂တန်းကျော် နေထိုင်ကြပြီးနိုင်ငံတဝန်း58မြို့နယ်ရှိလူပေါင်း၉.၃တန်းကျော်ဟာငလင်တန်းကိုအပြင်းထန်ဆုံးထိခိုက်ခံစားခဲ့ရတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယူ UNOCHA ကခန့်မှန်းထုတ်ပြန်ထားပါတယ် မတ်လ28ရက်ကမြန်မာနိုင်ငံအလဲပိုင်းစကိုင်းနယ်မန္တလေးကိုဗဟုပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်တွေကြောင့်ဆယ်ရက်ကြာတဲ့အထိလူတွေအသက်ဆုံးရှုံးရမှုဆက်လက်မြင့်တက်နေတာဖြစ်ပါတယ်။အရေးတကြီးလိုအပ်နေတဲ့အကူအညီတွေထဲမှာစာနာရိတ်ခါတောက်တုံးရေးကျမရေးဆောက်ရှောက်မှုငွေကြေးအကူအညီနဲ့ယာယီတဲတွေပါဝင်ပါတယ်။ရရလူတို့တစ်ခုလုံးအိုမဲ့အိမ်မဲ့ဖြစ်ကယာယီတဲတွေမှာခလုံးနေရတာကြောင့်ဈေးတွေပြက်စီ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေ ပုံမှုဆိုးရလာတာနဲ့ရေတန့်ရှင်ရေကျန်းမာရေးအပါအဝင်မရှိမဖြစ်လိုအပ်တဲ့ဝန်ဆောင်မှုတွေပြိုလဲလို့နေပါဖြစ်နေပါတယ်။အိုးအိမ်မဲ့ဖြစ်သွားတဲ့ပြည်သူတွေရဲ့တစ်နှစ်တာအပူဆုံးတဲ့အချောက်သွေးဆုံးကာလမှာအပူချိန်အလွန်အမင်းမြင့်မားမှုကို ခံစားနေရပြီးမန္တလေးမှာမိုးရေစတင်ရွာသွန်းနေလို့ကွင်းပြမှာခလုံးနေသူတွေအတွက် နောက်ထပ်အန္တရာယ်တရားဖြစ်ပေါ်နေတယ်လို့ကုလသမဂ္ဂကထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာမတ်လ28ရက်ကစကိုင်းမြို့အနီးကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ Rista Scale 9.9ရှိတဲ့အင်အားပြင်းငလင်ကြောင့်သေဆုံးသူစုစုပေါင်း4316ယောက်ဒဏ်ရာရသူ6588ယောက်ပျောက်ဆုံးနေသူ448ယောက်နဲ့ကယ်ဆယ်ရရှိသူ498ယောက်ရှိပြီလို့ဧပြီလ6ရက်ည7:00နာရီအထိ DBB ကကောက်ယူရရှိတဲ့စီးရင်တွေအရသိရပါတယ်ရှင်။ ပြီးခဲ့တဲ့သတင်းဘက်ကမြန်မာနိုင်ငံအလဲပိုင်းကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလင်ကြောင့် သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူစုစုပေါင်းတပေါင်းကျော်ရှိလာခဲ့ပြီလို့ DBP Data အဖွဲ့ကကြောက်ယူရရှိတဲ့စည်းင်းတွေအရာသိရပါဗျ။မတ်လ28ရက်ကစကိုင်းမြို့နီကိုဗဟိုပြုပြီးလောက်ခတ်ခဲ့တဲ့ Richter scale 9.8ရှိတဲ့အင်အားပြင်းကလင်ကြောင့်သေဆုံးသူပေါင်း4325ယောက်ဒဏ်ရာရသူ6588ယောက်ပျောက်ဆုံးတဲ့သူ448ယောက်နဲ့ကယ်ဆယ်ရရှိသူ498ယောက်ရှိပြီလို့ ဧပြီလ9ရက်မိုးလွဲတနအထိ DPP ကစရင်ကောက်ယူရရှိထားပါတယ်။ဒီရအတွက်ဟာ DPP ကလက်လံမိသလောက်ရရှိထားတဲ့ကိန်းငန်းတွေသာဖြစ်ပြီးမြေပြမကစဲလုပ်ငန်းတွေလုံဆောင်နေစေချင်နေဖြစ်တာကြောင့်တည်ဆုံးသူဥယေနောက်ထပ်ထပ်တိုးလာနိုင်ပါတယ်။စကောင်စီကတော့ငလင်ကျောက်အနည်းဆုံး3,481ယောက်သေဆုံးကြောင်းအတည်ပြုနိုင်ခဲ့ပြီ 4681ယောက်ကတော့ထိခိုက်ဒဏ်ရာရရှိခဲ့က214ယောက်ကတော့ပျောက်ဆုံးနေတယ်လို့ဆိုပါတယ်ရှင်။အနာသိစကောင်စီဟာပြည်သူကိုဖိနှိပ်ဖို့သာတည်ပြီးကဲတင်ဖို့စိတ်ဝင်စားတာကြောင့်ငလျင်ဒုက္ခတဲ့အကူအညီကိုစနစ်တကျမလုပ်တာဖြစ်တယ်လို့တောင်ကိုရီးယားနိုင်ငံရောက်နေဦးတွန်လှရေးလှုပ်ရှားသူတွေကပြောလိုက်ပါတယ်။မောင်တူးတင်ဆက်ထားပါတယ်ရှင်။ ုတ်ကဲ့ပါတောင်ကိုရီးယားနိုင်ငံဦးဆန်မြို့ကဆရာနာရှင်စန့်ကျင်ရေးဆန္ဒပြပွဲနဲ့ငလျင်ဘေးတင်ဒုက္ခသည်တွေအတွက်ရန်ကုန်ငွေကောက်ခံပွဲအတွင်းမှာအခုလိုပြောလိုက်တာပါဦးဆန်မြို့ဆန္ဒပြပွဲမှာပထမဆုံးပြောကြားချင်တာကတော့မြို့နေမယ့်ငလျင်တန်းကျောင်းဒုက္ခရောက်နေတဲ့အချိန်မှာလက်ရှိတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ပုဂ္ဂိုလ်တွေက တိုင်းသားပြည်သူအားလုံးကိုတပ်ဖြတ်ညှဉ်းပန်းနှိပ်စက်ရအောင်နဲ့တတ်တာတိတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်တိုင်းသားပြည်သူလူထုကိုကူညီဖို့အတွက် ဆက်ပစ္စည်းတွေမရှိသလိုလူတက်ဖို့လက်နက်တွေပဲအများကြီးရှိနေပါတယ်။ကျောင်းပေါ်ကျွန်တော်မြန်မာနိုင်ငံသားတွေအားလုံးကဒီငလီရင်တန်းရဲ့ကိစ္စတွေကိုလက်တွေ့မြင်တွေ့ကြတဲ့မြန်မာနိုင်ငံသားအားလုံးကလက်တွေ့မြင်ကြပါပြည်သူမထောက်ခံတဲ့အစိုးရဟာဒီလိုမျိုးပြည်သူတွေကိုဥပက္ခပြုပြီးတော့ပြည်သူတွေကိုကူညီဆောက်ရှောက်မရှိဘူးဆိုတာလက်တွေ့ပေါ်မှာမြင်တွေ့ရတာဖြစ်ပါတယ်ဒါကြောင့်ငလင်ဘေးပါဝင်တဘာဝဘေးဒဏ်ကာကွယ်ရေးတွေမကပြည်သူအလုံးရဲ့အခွင့်အရေးတွေအတွက်ပြည်သူအစိုးရတရက် ပေါ်ပေါက်လာဖို့လိုတယ်လို့ဆိုပါတယ်။ဒါပေမဲ့ပြည်သူတွေလက်ခံတဲ့ပြည်သူတွေကြိုက်တဲ့အစိုးရဖြစ်ဖို့အတွက်လက်ရှိမတရားအုပ်ချုပ်ထားတဲ့အာဏာရှင်စနစ်ဆိုးကိုအမြင့်ပြတ်ဖြေမှုန်းရေးအတွက်ပြတ်ပြတ်သားသားနဲ့တွန်းလှန်ကြပါတိုက်ထုတ်ကြပါပြည်သူချစ်တဲ့အစိုးရပြည်သူအစိုးရပေါ်လာမှသာလေပြည်သူကိုကူညီဆောင်ရှောက်နိုင်မှာဖြစ်တယ်ဆိုတာကိုကျော်တီနေရာမှာပြပြသာသာပြောလိုပါတယ်အာဏာရှင်ပြုတ်ကျရေးအတွက်ကိုအမြန်ဆုံးတွန်းလှန်တိုက်ထုတ်ကြပါလို့ကျွန်တော်ပြောကြားလိုပါတယ်အဲ့ဒီနောက်ငလျင်ဘေးတင်ပြည်သူတွေအတွက်အလူငွေတွေလည်း ကောက်ခံခဲ့ကြတာပါအကူရနိုင်ငံကဘူမိဈေးမှာကျွန်တော်တို့စစ်ပေးဆောင်အတွက်အထူးကျန်တော့ဗောနော်ဒီနေ့ကတော့အခုနေတဲ့ဗောနော်ဆိုတော့ဒီအငလင်းဘေးမှာငလင်းသိနေပြီတွေ့တော့ကျွန်တော်တို့အထူးကျန်တာဖြစ်ပါတယ်။အရင်ဘေးတန်ကြောင့်ဆရာတော်တန်ဃာတော်တွေကိုင်းနေပါမကြမ်းစာရှိသဖြင့်ဆရာကြီးဆရာလေးဒီလားရှင်တွေရောနောက်တစ်ခါအစ္စလမ်အာလာဝင်းတွေဝတ်ပြုတဲ့အချိန်မှာဒီမြင်ဘေးကြောင့်ပျော်ပြတ်ပြီးတော့ ပွယ်လွန်သွားတယ်အခြားခြားဘာသာပေါင်းစုံလူမျိုးပေါင်းစုံတွေရဲ့ကြိတ်ကြိုက်သေးချင်းပျက်စီးတာတွေကိုကြည့်ပြီးမှတမ်းမစိတ်မချမ်းမှုပွယ်ဖြစ်ရပါတယ်ဒါကြောင့်မလို့တက်နိုင်ဆုံးပြည်တွင်းမှာရှိတဲ့စွန်နိုင်တဲ့သူတွေရောပြည်ပမှာရှိရောက်ရှိနေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေရောပြည်သူမျက်နှာကိုကြည့်ပြီးတော့ကူညီပေးပါလူတန်းပေးပါထောက်ပံ့ပေးပါလို့ဘုံဘောအနေနဲ့တက်တာရက်ခံတောင်းဆိုပါတယ်ဆန္ဒပြပွဲတွင် ကောက်ခံရရှိတဲ့အလှူငွေတွေကိုပြည်တွင်းကငလျင်ပေးတဲ့မိသားစုတွေစီတိုက်ရိုက်လှူဒန်းသွားမယ်လို့လည်း ြောသွားခဲ့ကြပါရယ်ခမညာကျွန်တော်မောင်တူပါဒီပပယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချေချိုဆမ်းပါကျေးဇူးတင်ပါတယ်ရှင်